လူတွေရဲ့စိတ်ဓာတ်ဟာပူလောင်မှုတွေနဲ့အမြဲတမ်းယက်တည်နေကြကိုယ်ဘွားကိုပြန်လီပြီးတော့အကဲခတ်ကြည့်စိတ်မပူရဘူးဆိုတဲ့ပုံကိုတရားဟာနောင်ရင်းကိုတွေးကြည့်ငါတရားအောင်မှ တွေးကြည့်ပူသွားလိမ့်မယ်နော်ပစ္စည်းဥစ္စာတွေကုန်ထားခဲ့ရလိမ့်မယ်လို့တွေးကြည့်ပူသွားလိမ့်မယ်ဒီကြားထဲမှာလည်းအလိုမကျတဲ့ကိစ္စတွေနဲ့တွေးလိုက်တာနဲ့ပူရမယ်တေးသေးချာချာမသိဘဲနဲ့နေရင်သာမျက်ကန်းတစ်စီမကြောက်ဖြစ်နေမှာ တကယ်တော့စိတ်ပူစရာကြီးတွေကြီးပဲအကုန်အဲ့ဒီစိတ်ပူနေမှုတွေဟာဘု து ကြောင့်ပူတာလဲဆိုရင်ကိရိတာတွေကြောင့်ပူတယ်ဒါကြောင့်မို့မြတ်စွာဘုရားသာသနာမှာဒီမဂ်ကင်၈ပါးဆိုဒီမှာတီလတမာတိပညာဒီ၃မျိုးသာ ဖြစ်တယ်ပေါ့တီလပရိပါဝီတော်တမာတိမဟာဘလောမဟာနိတံတော်တီလနဲ့ထုံမွမ်းထားတဲ့တမာတိဟာအစွမ်းထက်တယ်တမာတိပရိပါဝိတပညာ မဟဖလာမာနိတန္တသမာဓိနဲ့လွှမ်းခြုံထားတဲ့ပညာဟာလည်းအစွမ်းထက်တယ်ပညာပရိဘာဝိတံစိတ်တံသမာဓိဝဝိမု ක්ෂ တိအာတဝေဟိလို့ဆိုတဲ့အတိုင်းပညာနဲ့လွှမ်းခြုံထားတဲ့စိတ်ကမှ ခုနကပူပန်သောကတွေအလုံးကလွတ်မြောက်သွားပြီးတော့ချန့်ခိုင်တဲ့စိတ်ဓာတ်ရနိုင်တယ်အဲဒါလို့မှပညာနဲ့လွှမ်းခြုံပြီးတော့စိတ်ရဲ့အညစ်အကြေးတွေကိုတန်ရှင်းအောင်မလုံနိုင်သေးတဲ့မြန်လူတွေရဲ့စိတ်ဓာတ်တွေဟာရင်းရိုင်နေဥမှန်တာဖြစ်တယ်